ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဘာလို့လဲရွှေကြီးမင်းကိုကြည့်ရတာတခုခုစိုးရိမ်နေတယ်လို့ပဲအစင်ရောပြည့်ရဲ့လားမင်းမိဘတွေကိုတတိယနေရမလားမင်းစိတ်မပူပါနဲ့ငါမင်းကိုတစ်ခါတလေအိမ်ပြန်လိုက်ဖို့ပြီးပါမယ်သူတို့တတိယရတာလည်းဟုတ်ပါတယ် ဒါပေမဲ့အဲ့ဒါထက်မနှက်ဖြန်ဆိုကျမရက်ခမအိမ်မှာစပြီးနေထိုင်လောက်ကရတော့မှာမလားအဲ့ဒါကြောင့်အမားလုံမိမှာကြောက်နေရ။ဟိုးဒါမျိုးမင်းကအရင်ကောင်းတဲ့ချွေးမာလေးဖြစ်လာမှာပါကြည့်နေလိုက်ပြီးတော့ငါ့အမေနဲ့ညီမလေးမင်းကိုငါ့ထက်တောင်ပိုပြီးချစ်ကြအောင်ပါ။သူ့ယောက်ျားရဲ့စကားကြောင့်ရွှေရည်လေးပြုံးသွားပါတော့တယ်။ဒီလိုနဲ့ပဲခဏကြာမှတော့ရွှေရည်လေးသူ့ယောက်ျားခမအိမ်ကိုရောက်တဲ့အခါသူ့ယောက်ျားခမဖြစ်သူဒေါ်စင်ရဲ့ရောင်မဖြစ်သူဖူးပွင့်ရဲ့ဟာအိမ်ထဲဝင်ဖို့ကြိုးဆိုလိုက်ပါတယ်။ ။ဟာကောင်းလားချီလား။ဒေါ်စိန်ဟေးရှင်ကချွေးမလေးကိုအလှလေးရွေးလာတာပဲ။အော်ငါချွေးမပါဆိုမှတော့တလောက်တော့ချောင်းလာလေးဖြစ်ရမှာပေါ့။ကဲသမီးရဲ့နင်အမကိုခန်းထဲကိုခေါ်သွားပေးလိုက်။ဟာဒီလိုတော့လွယ်လွယ်ခေါ်သွားပေးလို့ဘယ်ဖြစ်မလဲ။အမညီမကိုမုံဖို့မပေးမချင်မရဘူးနော်။ဒါနဲ့ရွှေရည်လေးသူ့လွယ်အီထဲကပစံတထောင်ထိထားတဲ့စာအီလေးကိုထုတ်ကသူ့ရောင်းမကိုပြလိုက်ပါတယ်။ဒါကိုကြည့်ပြီး။ကြားပါလေအမ မညမကိုပတ်စံလေးတသောင်းပဲပေးမလို့လားအခုနောက်ပွဲပြီးတော့ကြညမအကိုကအမကိုမုံဖိုးလက်ဆောင်နေနဲ့ပတ်စံ၅သိန်းတောင်ပေးခဲ့တာလေအဲ့ဒီတသောင်းလောက်တော့ညမမလို့ချင်ပါဘူးဟုတ်လားဒါဆိုနင်ပါလို့ချင်တာရှိလဲငါ့ကိုပြောလေနင်ကြောင်းတာငါပေးပါမယ်အမလက်ကရွှေလက်ကောက်လေးလေအဲ့ဒါလေးအရန်လာလို့ညမလေးကြိုက်တယ်အဲ့ဒါလေးပေးနော်ဟဲ့နင်ပါရီတောင်းနေတာတော့တမီးသူ့လက်ကလက်ကောက်ကိုနင်ချုပ်ခိုင်းမလို့လားငါနင့်ကိုလက်ကောက်လေးတော့ပေးချင်ပါတယ်ဟဲ့ ဒါပေမဲ့တီဟာလေးကလေငါ့အဖွားရဲ့နောက်ဆုံးပေးခဲ့တဲ့လက်ဆောင်လေးမလို့ပါ။ तू မဆုံးခင်ငါ့ကိုပေးဖို့ဆိုပြီးငါ့အမေကိုပေးခဲ့တာမလို့လေ။အဲ့ဒါကြောင့်တခြားဟာလေးတောင်းတော့ဒါလေးတော့ပေးလို့မရလို့ပါ။ဒါဆိုလဲထားလိုက်ပါတော့။ကျမလည်းတခြားဟာမလို့ချင်ဘူး။နင်ကခလေးမို့လို့လား။လာပြီးကောင်းပါနေတာ။လက်ကောက်က तू ပေးလို့မရဘူးလို့ပြောနေတယ်လေ။နင်တခြားဟာတောင်းလိုက်ပါ။နင်ကလည်းနော် မိမအိမ်မရောက်လာရသေးဘူး။မိမဖက်ကိုပါနေပြီ။ငါ့သမီးကလက်ကောက်လေးတောင်းတော့ဘာဖြစ်လို့လဲ။ ်ချွေးမလေးနေလည်းမဟုတ်သေးပါဘူးငါသမီးကကြိုက်လို့ခဏတောင်းတာ ਉ တရက်နှစ်ရက်လောက်ဝတ်ပြီးပြန်ပေးလိုက်မယ်လေသူရောက်ခမကဒီလိုပြောလိုက်တာမဟုတ်ချွေးရီလိန်သူ့လက်ကောက်ကိုချက်ပြီးတော့ဖူးပွင့်ကိုပြေးလိုက်ပါတယ်အဲ့ဒါကိုရသွားလို့ဖူးပွင့်ကတော့ရင်းကိုပြုတ်သွားပါတယ်ဒါပေမဲ့ချွေးရီကတော့တတော်လေးကိုစိတ်မကောင်းဖြစ်သွားခဲ့ပါတယ်ဒီလိုနဲ့ပဲလက်ထပ်ပွင့်နေကတော့ပြီးသွားခဲ့ပြီးနောက်ရမှာတော့ရွှေရီလိန်သူ့အိမ်ထဲကပစ္စည်းတွေကိုထုတ်ယူကာဗီဒိုလေးကိုပြောင်းထည့်နေတော့မှပဲ ဥပွင့်ကသူ့ခန်းကိုရောက်လာခဲ့ပါတယ်။ဟာအမအမစီမာနာမကြီးတစ်စိတ်လေမောက်ဆက်ရှိရလား။ဟုတ်တယ်။ငါအဲ့ဒါကိုလိုချင်တာတော်တော်ကြာပြီလေ။အဲ့ဒါကြောင့်ငါအကူကအလုပ်တွေလုပ်ပြီးပတ်စံဆူပြီးတော့ငါ့ကိုမင်္ဂလာလက်ဖွဲ့ဖြင့်ဝယ်ပေးလိုက်တာ။ဟွန်းညီမတော့လေအကူကအဲ့ဒါလေးဝယ်ပေးပါလို့ပူဆောင်နေတာကြာပြီဟာ။ညီမကိုကြတော့မဝယ်ပေးဘူး။အမညီမကိုအဲ့ဒါလေးပေးလိုက်တော့အမမမရှင်ကြအကူကအစ်စ်ထက်ဝယ်ပေးမှာပဲလေ။နော်အမနော် ညီမအဲ့ဒါလေးအရန်လို့ချင်နေတာမဟုတ်လို့ပါညီမတငယ်ချင်းနဲ့အားလုံးမှလည်းရှိတယ်ညီမမှပဲမရှိတာအမကကိုရောင်းမလေးကိုတက်လောက်လေးတော့မပေးနိုင်ဘူးလားယင်အမကောင်းပါပြီနေယူသွားလိုက်နော်ဒါပေမဲ့အဲ့ဒါကိုပြက်သွားအောင်တော့မသုံးနဲ့နော်ငါ့ကိုပေးထားတဲ့လက်ဆောင်လေးမဟုတ်လို့ပါဒီလိုနဲ့ပဲဖူးပွင့်ကတော့ရွှေရည်စီကဇီးကြီးတန်းသဘင်ပုံအတွင်းဆက်ကြီးကိုယူသွားလိုက်ပါတယ်ပြီးတော့တရက်နှစ်ရက်လောက်ကြာသွားပါတယ်ပြီးတော့အဲ့ဒီနေ့မှာရွှေကြီးကပထမဆုံးအနေနဲ့မိဖို့ကြောင့်ဝင်ဖို့လုပ်ပါတယ် ဒါနဲ့သူလည်းရေမိုးချုပ်ပြီးလက်ဝဲရတနာလှလှလေးတွေကိုဝစ်စားပြင်စင်ကမိဖို့ကြောင့်နေသွားပြီးထမင်းဟင်းတွေကိုချက်လိုက်ပါတယ်။ဒီလိုနဲ့ထမင်းစားကြတဲ့အချိန်မှာတော့ဒေါ်စိန်လိန်ရွှေရည်စီကလက်ဝဲရတနာတွေကို ကြည့်ပြီးပြောလိုက်ပါတယ်။ချွေးမလေးရေနင့်အမေကတော့နင့်ကိုလက်ဝဲရတနာတွေအများကြီးပေးလိုက်တာပါလား။တတော်လှတဲ့လက်ဝဲရတနာတွေပဲ။ငါလည်းငါသမီးလေးကိုအဲ့လိုလေးတွေလှုပ်ပေးဖို့မှားပေးချင်တာ။ဒါနဲ့နင်ကတလောက်လှပြီးသားဟာ哦ဒီလိုလက်ဝဲရတနာတွေမဝတ်ထားလဲနင့်လာရော့သွားမှာမဟုတ်ပါဘူးဟဲ့။ ဒါပေမဲ့ငါသမီးလေးကတော့နှင့်လို့မဟုတ်ဘူးလေအဲ့ဒါအကြောင်းလေနေအဲ့ဒီလက်ဝတ်ရတနာလေးတွေငါသမီးလေးကိုပေးလိုက်လို့မရဘူးလားငါနှင့်ကိုနောက်မှအစ်စ်ပြန်ဝယ်ပေးမယ်လေအမေဘလို့ပြောလိုက်တာလဲအဲ့ဒါသူ့အပိုင်ပစ္စည်းတွေလေအမေတို့လိုချင်ရင်ဆိုင်ယုံတော်ဝယ်လိုက်လို့လေရတာပဲနေကပါဖြစ်တာလဲเจ้ามาချင်းချင်းသူ့ပစ္စည်းကိုပစ္စည်းခွဲနေเสียလားပြီးတော့သူကအဲ့ဓာတွေအမြဲဝတ်နေเสียနေရလဲရှိမှမရှိတာသူပြန်ဝတ်ချင်တော့လဲသူ့ရောက်မเสียပြန်တောင်းဝတ်လိုက်လို့ရတာပဲ သမီးယောက်မတွေကြားထဲမှာဒီလိုပဲတယောက်နဲ့တယောက်မျှဝေရတာပဲပေါ့။နင်အဲ့ဒါမျိုးတွေမသိပါအောင်ဟဲ့။ရွှေကြီးကတော့ဘာမှသိပြီးမပြောရဲမဆိုရဲတဲ့ကောင်မလေးပါ။ဒါကြောင့်မလို့သူလည်းဘာမှမပြောဘဲသူ့လက်ဝယ်ရတနာတွေအားလုံးကိုချုပ်ပြီးတော့သူ့ယောက်ခမကိုပြလိုက်ပါရယ်။ဒီလိုနဲ့ပဲတဖြည်းဖြည်းသူ့ယောက်ခမနဲ့ရောင်းမကရွှေကြီးစီကအဝတ်စားကောင်ပစ္စည်းကောင်တွေအားလုံးကိုတောင်းယူလိုက်ပါရယ်။သူ့ရဲ့ဈေးကြီးတဲ့အဝတ်တွေရွှေတွေကိုရေယုံတင်မကပဲဖနှက်တစ်လေးပါလေးဝေလာရင်တောင်အကုန်ယူပစ်လိုက်ပါရယ်။ဟဲ့ ဒီတပ်ပနက်လေးကလှလိုက်တာသမီးဟိုတစ်ခေါက်ကဝဲလာတဲ့ဝတ်စုံလေးနဲ့ဆိုတော်တော်လိုက်မှာအမညီမဒီတပ်ပနက်လေးယူလိုက်လို့ရမလားအမလိုချင်နေဆိုရင်အစ်စ်ထက်ဝဲလိုက်လို့ရတာပဲလေကဲအဲ့ဒါများမင်းနေစရာလိုသေးလို့လားသမီးရဲ့ဘလို့လဲချွေးမလေးငါပြောတာမှန်တယ်မလားသမီးရဲ့နေရောက်မှပိုင်နာတွေအကုန်နှင်းဟာတွေပါပဲသမီးရဲ့ဒေါ်စင်းနဲ့သူသမီးကတော့တော်တော်လေးကိုလောဘကြီးနေတဲ့သူတွေပါဒါကြောင့်မင်းရွှေကြီးပစ္စည်းတွေကိုယူယူသွားကြပြီး ချွေကြီးကလည်းဘာမှမပြောနိုင်မဖြစ်နေပါရဲ့သူဟာအင်းအလုပ်တွေကိုတနေ့ကုန်တယောက်ထိလုပ်နေရလေသူရောက်ကမှနေရောင်းမဟာမကြင်မနဲ့နေထခိုင်းသေးပါရဲ့မင်းညတွေကကောင်းကောင်းမအိပ်ရသေးဘူးခါရိတ်လည်းတအားနာတယ်နင်အဝတ်တွေထုတ်လာတာဘာလို့ပို့လဲရောင်းမလေအခုချိန်ကြီးကိုရှော်မလို့လားအော်အမအောင်ရှော်ခိုင်းဖို့ပါအမလမ်းထားတဲ့အဝတ်တွေကညီမသွားရုပ်လိုက်မယ်အမအဲ့ဒါတွေကိုသွားလျှော်လိုက်နော်အမအစင်းသေးလျှော်လို့ရအောင်ဆက်ပြာမုံပါဖြူပေးခဲ့တယ်အမသွားလျှော်လိုက်ရုံမဲ့ ်ညီမအမကိုအမြဲကူညီပေးရနော်ဒီလိုရောင်းမရှားတဲ့လိုက်ဆိုင်အောင်တွေ့မှာမဟုတ်ဘူးအော်စက်ပြာပါဖြူးထားတဲ့ဟာကိုတခါတည်းလျှော်သွားလိုက်ဘာဖြစ်မှမလို့လဲချွေးမလေးရေနင်ကတကယ်ကိုကံကောင်းတဲ့သူပဲနော်ငါသမီးလေးလို့ရောင်းမလေးကိုရထားလို့နင်တနေကုန်လောက်သမျှအလုပ်တွေကိုဘလောက်တောင်ကူညီပေးလိုက်လဲမြင်လားအခုလေကြည့်နင်သမီးတွေချက်ပြီးလာချပေးလို့ तू ကပေးရကူပေးနေရတာမမောမပန်းနဲ့တနောင်းတရားရွှေကြီးကတော့အားလုံးကိုတိလဲအမြဲတမ်းပါဇက်တာပေးနေပါတယ် ဒီလိုနဲ့နောက်နေမှာတော့ဟာအူးလျှော်ဆက်ကပြက်ပြန်ပြီငါရောက်လာပါပြီဆိုတော့တပတ်မှ၄ရက်လောက်ကအူးလျှော်ဆက်ပြက်နေရကြီးပဲတောင်ဆက်သုံးလို့တော့အဆင်ပြေမှာမဟုတ်တော့ဘူးဒီတော့ဘယ်လိုလုပ်ရမလဲစတိုခန်းထဲမှာငါယူလာတဲ့အူးလျှော်ဆက်အစ်စ်ကြီးရှိသေးတယ်ဆိုတော့ငါတော့ယူပြီးသုံးလိုက်တော့မယ်ကျွေးရည်လေးစတူကန်လေးကနေပြီးတော့အဝိရှော်ဆက်ကိုထုတ်လာကအဝိရှော်ကန်လေးကိုသွားထားဖို့လုပ်တဲ့အခါမှာပဲဒိုးစင်းကပြုတ်လိုက်ပါရယ်။ဟဲ့ချွေးမနင်ဒီအဝိရှော်ဆက်ကိုဘယ်လိုယူသွားဖို့လုပ်နေရလဲ တီဦးလျှော်ဆက်ကငါငါသမီးအတွက်ထားထားတာလေသူလက်ထက်ရင်သူ့ကိုခန်းဝင်ပစ္စည်းဖြစ်ထည့်ပေးဖို့ဒါပေမဲ့အမေဒီအဝိလျှော်ဆက်ကိုခန်းဝင်ပစ္စည်းဖြစ်ယူလာတာသမီးလေအမေကတာကိုဘာလို့သူ့ကိုပေးမှလဲဟဲ့နေရတီအိမ်ကိုရောက်တာနှစ်လတော့မပြည့်သေးဘူးငါ့ကိုပြန်ခံပြောနေပြီပေါ့ငါနင့်ကိုဘယ်နှခါပြောရမလဲသမီးရောက်မှဆိုတာမျှတုံးရပါတယ်လို့အခုငါတို့အိမ်မှာရောဘာရီမြလိုအပ်တာရှိနေလို့လဲအဝိလျှော်ဆက်ပြတ်တယ်ဆိုရင်လည်းပြန်ပြင်တော့ရရတာပဲလေ အသေးဖွဲပစ္စည်းလေးတွေကနေပြီးအခုတော့သူတို့ကရွှေရည်ယူလာတဲ့ခန်းဝင်ပစ္စည်းတွေကိုပါတက်မှတ်နေကြပါတယ်။ပြီးတော့ဒေါ်စိန်နဲ့သူသမီးကရွှေရည်ယူလာတဲ့အင်ဂျီအစ်စ်တွေကိုလည်းအကုန်လုံးယူဝင်လိုက်ကြပါတယ်။ဒီအိမ်ကလည်းတော်တော်ဟောင်းနေပြီပဲ။တနေ့နှစ်ခါလောက်များသုံးပြီးရင်လုံးဝသုံးလို့ရတော့မှမဟုတ်လောက်ဘူး။ကြည်ခဲတက်တာကြီးရလဲတိတ်မကောင်းလို့ရေတော်မအေးတော့တာ哦ငါအမေကတော့ငါ့ကိုလက်ထပ်ပြီးကောင်းကောင်းနေနာလို့လွယ်လွယ်ကူကူသုံးနိုင်အောင်လို့ဆိုပြီးခန်းဝင်ပစ္စည်းတွေအများကြီးဝယ်ပေးလိုက်တာ哦အခုတော့ကန်ဆိုးလိုက်တာဆိုတာ နှောပစ္စည်းတော်ငါကောင်းကောင်းမသုံးနိုင်ဘူးတကယ်ပဲမိန်းကလေးတွေရဲ့ဘဝလက်ထက်ပြီးအဲ့လိုမျိုးပြောင်းလဲသွားတာလားအဲ့ဒါအောင်သားငါဆော့ဆော့ဆစ်ဆစ်တီးခဲ့လို့ရတော့လေလုံးဝလက်ထက်ခဲ့မှာမဟုတ်ဘူးဒီလိုနဲ့ရဲနေငယ်ကြာသွားခဲ့ပြီးဖူးပွင့်ကိုအစဉ်ပြေတဲ့အင်ကကောင်းလေးကလာရောက်တောင်းရံပါတယ်ပြီးတော့လက်ထက်ပွဲကိုအတီးပြုလိုက်ကြကနောက်နှစ်လနေရင်လက်ထက်ပွဲကိုကျင်းပမှာပဲဖြစ်ပါတယ်ဒါကြောင့်ဒိုးစင်ကတော့သူ့ချေးပါယူလာတဲ့ခန်းဝင်ပစ္စည်းတွေကိုအကုန်သိမ်းထားပြီး လမ်းမထက်ခင်ကလေးကဖူးပွင့်ရောက်ကမှနောက်နေအင်ကိုကျူးပို့ထားလိုက်ပါတယ်။ဒါကိုမြင်ပြီးရွှေကြီးကတော့တော်တော်လေးကိုစိတ်မကောင်းဖြစ်နေပါတယ်။ဒီလိုနဲ့ပဲတရပီတရကုံဆုံးလာခဲ့ပါတယ်။တနေ့မှတော့ဒေါ်စိန်လေးသူ့သားမောင်မြတ်နဲ့အတူသူ့သမက်လောင်းအင်ကိုသွားလိုက်ပါတယ်။သူတို့ဟာသမက်အတွက်လိုအပ်ကြောင်းပြင်ဆင်ဖို့အတွက်သွားတွေ့တာဖြစ်ပေမယ့်သူတို့အင်ကိုရောက်တဲ့အခါမှာတော့သူတို့ခမီးခမတ်လောင်းဂျုံမုံကသူတို့ပူပီးထားတဲ့ခန်းဝင်ပစ္စည်းတွေအကုန်ကိုကားပေါ်တင်ပြီးတနေ့ရောက်ကိုပို့မလို့လုပ်နေတာကိုတွေ့လိုက်ရပါတယ်။ ဟင်အမကြီးဒီပစ္စည်းတွေဟာဘယ်လိုပို့မလို့လုပ်နေရလဲဒါကျမကျမသမီးအတွက်ကြိုးပြီးပို့ထားတဲ့ခန်းဝင်ပစ္စည်းတွေမဟုတ်ဘူးလားဟုတ်ပါတယ်ဒါချွေးမလောင်လေးဖက်ကပို့ထားတဲ့မင်္ဂလာခန်းဝင်ပစ္စည်းတွေပါဒါပေမဲ့တီလို့ပါနောက်နှစ်လနဲ့ကျမသမီးလေးကလည်းလက်ထက်တော့မှာလေဒါကြောင့်ကျမတို့ဖက်ကလည်းသူတို့ဖက်ကိုခန်းဝင်ပစ္စည်းတွေပို့ပေးရမှာမို့အခုတည်းကပို့ပေးထားလိုက်တာပါဒါပေမဲ့အမရဲ့ဒါကျမသမီးအတွက်ပေးထားတဲ့ပစ္စည်းတွေလေ အဲ့ဒါကိုပါကိစ္စရှင်သမီးတို့ခန်းဝင်ပစ္စည်းဆိုပြီးယူတော့မီပေးလိုက်နိုင်ရတာလေ။အိုးရှင်ကလည်းကျောင်းမတို့ချင်းချင်းပဲ哦သူ့ပစ္စည်းကိုပစ္စည်းခွဲနေစရာလိုလို့လား။ကျောင်းမချင်းချင်းပဲ哦ယူလို့ရပါတယ်။သူတို့ရွှေကြီးအပေါ်ကိုပြောနေကြတဲ့စကားတွေကိုသူများစီကကြားလိုက်ရတာမို့ဒေါစိန်လေးအန်အောခံပြင်းသွားပေမယ့်ဘာမှမပြောနိုင်မဖြစ်ခဲ့ပါတယ်။ဒီလိုနဲ့ခဏအကြာမှာတော့သူတို့လည်းပြန်ကြမလို့လုပ်တဲ့အခါမှာတော့မြင်လားမေး အမေတို့ရွှေဤပေါ်ကိုလုတ်ခဲ့တဲ့လုတ်ရက်တွေကြောင့်အခုအမေအသမီးအပေါ်လည်းဒီလိုပြန်ပြီးခံရတာပဲပြီးတော့အမေတို့အမြဲတမ်းရွှေဤပစ္စည်းတွေကိုလူယူခဲ့တယ်မလားအခုအမေသမီးလက်ထံရင်လည်းအဲ့လိုပဲသူများကသူ့စီရနေပြီးအကုန်လုံးပြန်ယူလိုက်မယ်သူ့ရောင်းမဟုတ်ပဲအကုန်ပါသမျှပစ္စည်းတွေပေးရလိမ့်မယ်ကြည့်နေအမေသူများသားသမီးကိုဘယ်လိုလုပ်လဲအမေသားသမီးကိုလည်းအဲ့လိုပဲပြန်လုတာခံရမှာပဲဒေါစိန်လည်းဒီလိုအပြောခံလိုက်ရတာကြောင့်သူ့လုတ်ရက်တွေကိုပြန်ပြီးနောင်တကျသွားခဲ့ပါတယ် ပြီးတော့အင်ကိုပြန်လာခဲ့ပြီးတော့ချွေးဤကိုခေါ်ကအကြောင်းစုံကိုပြန်ပြောပြပြီးတောင်းပန်လိုက်ပါတယ်။ချွေးမလေးနေငါ့ခွင့်လွတ်ပါ။ငါချွေးမနဲ့ရောက်မှကြာမှစီးမရှိပဲပစ္စည်းတွေကိုဖွဲယူဖို့ပြောခဲ့မိတယ်။အဲ့ဒီအတွက်လည်းအခုငါအပြစ်ကိုငါခံနေရပါပြီ။ဒီနေ့လေငါနေ့ကိုလောက်ခဲ့တယ်လို့မျိုးငါသမီးကိုလည်းတစ်ဖက်ကလူတွေကလောက်တာခံခဲ့ရတယ်။ငါ့ခွင့်လွတ်ပါနော်ချွေးမလေး။အမေအဲ့ဒါအမေအပြစ်တော့မဟုတ်ဘူး။သမီးတို့တွေကအမြဲအလို့တွေးတွေရှိတဲ့ပတ်ဝန်းကျင်မှာနေလာမိတာ။ ချွေးမပစ္စည်းဆိုရင်เจ้าမပေးဝင်ညှာတုံးရမယ်ဆိုတော့ဆင်လာကြီးကိုလက်ခံမိထားတာလေအဲ့ဒါကိုကျမတို့ကိုယ်တိုင်မပြောင်းလဲရင်ဘယ်သူမှပြောင်းလဲမှာမဟုတ်ဘူးဒီလိုနဲ့ဒေါ်စင်တင်မကပဲဖူးပွင့်ပါသူ့မားတွေကိုသဘောပေါက်သွားခဲ့ပါတယ်ဒါကြောင့်သူ့ရောင်းမကိုပြန်တောင်းပန်လိုက်ပြီးတော့သူ့စီကယူထားတဲ့ပစ္စည်းတွေကိုပြန်ပေးလိုက်ပါတယ်ပြီးတော့ဒေါ်စင်ဟာသူ့ခမီးခမတ်လောင်းကိုလည်းနားနေအောင်ပြောပြလိုက်တာကြောင့်ဒုံမုံလည်းသူ့သမီးလည်းအဲ့လိုပြန်ခံရမှာကိုကြောက်သွားပြီးသူ့ရဲ့အတွေးတွေကိုပြောင်းလဲလိုက်ပါတော့တယ် ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။